မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာတိတ်ပံမောင်ဝရေးသားထားတဲ့ဝိတုဆောင်းပါဘောင်းကျော်တိတ်ထဲကခစ်စမ်းမြတ်တာစားဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိန်ကြီးဖြစ်ပါတယ်ယခုနှစ်အထက်အညာတွင် အလွန်ပူပြင်းလေသည် တခါတခါဒီဂရီ130ထပ်ပင်ကျော်သေး၏နေမင်း၏အပူရှင်ကို မခံနိုင်ရှာသောခင်တန်းမြင်သည်မိမိ၏နေရက်ကြိုက်လက်မျိုးတို့ပြေးလီတော့သည်အကျယ်ကျုပ်သမားမောင်လူအေးကမိမိ၏နေပယ်တွင် အပြင်အပသို့ထွက်ခွင့်မရသောကြောင့်မိရထားဘူရာယုံမှငေး၍သာကြံရစ်ခဲ့လေသည်အစိုးရအရာရှိဆိုသည်ကအေးလဲမတော်ရပူလဲမပြေးနိုင်မိမိ၏ နေကွက်ကလေးအတွင်းမှသာတွင်ကျယ်၍နေရပေသည်ခင်တန်းမြင့်ကြိုက်လက်သို့ပြန်သွား၍မြားမကြားမီအတွင်းမှပင်စာရိုက်ဌာနမှအခွန်တော်တိုးတက်၍လာလေတော့၏မောင်လူအေးနှင့်ခင်တန်းမြင့်တို့ထံမှတနေ့လေဒစိကောင်းမှုတမူးထက်မနေရလေသည်မောင်လူအေးကစာပေခင်တန်းမြင့်ကစာပြန်ခင်တန်းမြင့်ကစာပေမောင်လူအေးကစာပြန်နှင့်စာပို့ပြတာများ အင်မတန်မှအလုံများနေကြလေတည်းမောင်လူအေးပေးလိုက်သောမေတ္တာစာတို့ကကံတော်မင်းကြောင်းမေတ္တာစာကြီးကံရှင်ကြီးမေတ္တာစာ မုံရွေးဆရာတော်မေတ္တာစာဥပုံညမေတ္တာစာတို့နဲ့လားလားမျှမတူကြမောင်လူအေးမှာခေဆန်းစာပေသမားဖြစ်သောကြောင့်သူဤမေတ္တာစာများသည် ခေဆန်းမေတ္တာများဖြစ်ကြလေသည် အချို့သောစာဖတ်သူအပေါင်းတို့ကခေဆန်းမေတ္တာစာဆိုသည်ကို ကြိုက်ခြင်းမှကြိုက်ကြပေလိမ့်မည်။ကြိုက်ခြင်းကြိုက်မကြိုက်ခြင်းနေခေဆန်းမြတ်တာစာဟု၍ပင် ခေါ်ဆိုမည်။ခေဆန်းဆိုသောစကားကိုမကြိုက်သူတို့ကခေဆိုးဟု၍ပင် ဆိုခြင်းဆို။ခေဆန်းဟု၍ပင် ဆိုခြင်းဆို။ဆိုခြင်းသလိုဆို ခေါ်ခြင်းသလိုခေါ်မတားလို့။သို့သော မောင်လူအေးဤမြတ်တာစာများမှာဥပုံညတို့၏မြတ်တာစာမျိုးနှင့်မတူသည်ကိုကဝန်ခံကြပေလိမ့်မည်။ အဘယ်သို့သောမေတ္တာစာမျိုးတို့ကိုတည်လိုကြလဲအောက်တွင်ဆက်လက်၍ဖတ်ကြပါကုန်မြင့်အခုပဲယုံရောက်အခုပဲမြင့်စာကိုရအခုပဲဖတ်ပြီးတဲဖတ်လို့ကောင်းစာမြင်မြန်ပြန်လိုက်ပါဆိုလို့အခုပဲစာကောက်ရေးလိုက်တော့တာပဲအမှုတွဲတွေကတော့ဖြစ်ငေးပြီးကြည်နေကြတယ်တဲကြိုက်ပုံမပေါ်ဘူးကြိုက်ချင်းကြိုက်မကြိုက်ချင်းနေမောင်ရင်တို့ကတော့မကြိုက်ရင်မျက်စောင်းထိုးယုံပဲဟိုခင်တန်းမြင့်ကတော့ ပြန်စားချက်ချင်းမရမှဖြစ် စူနေအောင်မယ်။မြင်းတို့တွေထွက်သွားလိုက်ကြတာနဲ့တအိမ်လုံးခြောက်နေတော့တာပဲ။ဒါနဲ့အိမ်မှာစိုးစေတော့ဆိုပြီးလွေစောတာကလေးဒိုင်းဘူးနဲ့ခြီတို့ကိုအိမ်မော်ခေါ်တင်တာပေါ့။ကလေးတွေလည်းပျော်လိုက်ကြတာမပြောပါနဲ့တော့။သေးတွေပါလိုက်ကြတာလဲစိုးစရာမရှိ။တအိမ်လုံးစိုးကုန်တော့တာပဲ။အိမ်ခြောက်ဟာအိမ်ဆိုချက်ချင်းဖြစ်သွားတော့တာပဲ။ဒီတော့မှ မင်းတို့နဲ့မဖြစ်သေးဘူးဆိုပြီးအိမ်အောက်ထပ်သူတို့ရဲ့အခန်းထဲမှာ ပြန်ပြီးချထားရတယ်။နောက်ဖေးကလာလဲဒင်းတို့သေးတွေကို အဝင်းနဲ့လိုက်တော့ရလို့တော်တော်မောသွားတယ်။ဒါနဲ့စကားမဆက် အကြောင်းမကြားဘာမကြားပဲမြို့မှဥပလွင်ကြီးမနေ့ကရောက်လာတယ်။မန္တလေးမှာကျေးလက်ပြုတ်ပြင်းရေးတရားဟောဖို့လာရင်လှည့်ဝင်လာတယ်ဆိုကို အခုလိုမိတ်ဆွေဟောင်းကြီးတွေနဲ့တွေ့ရတာတဲပြော ဟာစကားပြောလိုက်ကြတာမဆုံးတော့ဘူးကြေးလက်ပြုတ်ပြင်းရေးအเจ้าတွေကြီးများတယ်ညနေ၄နာရီထိုးတော့မင်္ဂလာဆောင်က ဖိတ်ထားတာနဲ့သူ့ကိုပါမင်္ဂလာဆောင်ကိုခေါ်သွားတယ်ကြေးလက်ပြုတ်ပြင်းရေးဆရာပီပီပင်နီအင်ကြီးခြီလုံးကြီး ပိန်းတန်းဖနက်နဲ့အတော်နေရာကြတယ်ခေါင်းမော်ကလည်းဝါဖတ်အုပ်ထုံနဲ့တကယ်ကြေးလက်ပြုတ်ပြင်းရေးဆရာကြီးပေါ့လေမင်္ဂလာဆောင်ပေမဲ့ပိုးအင်ကြီးတွေနဲ့ဟာတဲနေရာမကြပါဘူး အင်မတန်ရှုပ်ပါတယ်။ပိုက်ဆံလဲကုန်းဒို့ဖြစ်ဥပလွင်ကြီးရဲ့အတုကိုလိုက်ချင်ပြီ။ဘဲနဲ့သဘောရလဲ။ရန်ကုန်မင်္ဂလာဆောင်တွေမှာဆိုရင်ဒူရကာလိုပဲခေါင်းပေါင်းတစ်တစ်ပစိုးတစ်တစ်တွေနဲ့လုံမလာမပြောတတ်ဘူးလေ။စကော်ဈေးတကြီးကမြင့်မာထားတဲ့တကယ့်အဖြစ်အပျက်မဂဇင်း မနေ့ကရောက်လာတယ်။မဖွင့်ရသေး။ဖွင့်လဲမဖွင့်ချင်းဒီလိုမဂဇင်းမျိုးကိုဖတ်ရမှာတဲပြင်းကိုတို့တော့ကတော့ ကန္နလောကတို့ပန့်စ်တို့ကိုမှဖတ်ကျင်တာကလားလေအပေါ်စားအညံစားတွေကိုမိမာရီမှဖတ်တာထင်ပါရဲ့အမေစာဖတ်ရင် မျက်စောင်းထိုးနေပြန်ပြီထိုးကျင်ထိုးမမြင်ရရင်ပြီးတယ်မယ်ရန်ကုန်မှာတော့ငါရုပ်ရှင်သွားကြည့်ကြသေးလားသွားကြည့်မှာပဲလေဘယ်မသွားပဲနေမတော့သူ့စာထဲမှာတော့ရုပ်ရှင်အကြောင်းအငွေ့အသက်တောင်မပါဘူးဘာရုပ်ရှင်သွားကြည့်ကြသလဲကိုတို့တော့ ရုပ်ရှင်ငတ်နေတာကြာပကောလေမြင်းတို့ထွက်သွားပြီတဲ့နောက်လဲပူတာပဲညာတိုင်းကောင်းကောင်းမအိပ်ရဘူးအိပ်ရဲထဲမှာချွေးတလုံးလုံးနဲ့အာမိတ်နဲ့လွေစောတို့လည်းအိမ်ထဲမှာမအိပ်ရှာကြဘူးအိမ်ရှိကစိမ်မန်းပင်တွေအောက်မှာကျင်းရက်ပြီးကျင်းထဲမှာသွားအိပ်ကြတယ်အေးထင်ပါရဲ့လေထုံးဖေတို့လင်မယားနဲ့မောင်စိန်တို့လည်းအလုတ်ကိုကြေပွန်ကြပါရဲ့မြင့်ရှိတုံးကလိုပါပဲနှုတ်ပင်မဲ့ ထွန်ဖေသားအကြီးငတေဟာတနေ့ကကြောင်အိမ်ထဲကထောပတ်တွေကိုနှိုက်နှိုက်ပြီးစားနေလိုက်တာ အာရပါရကိုကိုမြင်တော့ပြေးလိုက်တာ တန်းနေပါရောဒီကောင်ကလေးဟာကြာလီဆိုးလီကြာလီငက်လီပါပဲတော်ပြီအလုတ်တွေကိုလှုပ်အောင်မယ်မောင်လူအေးမြင့်အစိုးရစားရွက်တရွက်ကို အလွဲသုံးစားပြုတော်မယ်မတက်နိုင်ပါဘူးမနေ့ညနေက မိုးရွာမှာဆိုးလို့ ကြိုက်ကြိုက်နဲ့ထွက်လာတဲ့အတွက်စာရေးစက်ကူတွေကို မေ့လာတယ်။ဒါကြောင့်ဒီစာကိုအစိုးရစာရွက်တရွက်နဲ့ရေးတာပဲ။နောက်မှအစားထိုးတော့မယ်။မြင့်ပေးလိုက်တဲ့စာဟာအခုညက်နေရုံးကအမှုရွဲတွေရဲ့စာရင်းနဲ့အတူပါလာတယ်။အင်း။ကြိုက်လက်မှာတော်တော်ပျော်နေပြီထင်ပါရဲ့။သူ့စာကတော့ဖြစ်ရှွန်းရှွန်းဝင်နေတော့တာပဲ။တနေ့ကရေးလိုက်တဲ့စာကိုမရသေးပဲကို စာထည့်လိုက်တာတနင်းကနွေတပတ်တောင်ရှိသွားပြီ။ ရဖို့ကောင်းပါပြီဗျာကြိုက်လက်ဆိုးတဲ့အရက်ဟာတဲ့ခေါင်နာကို စားရဆောင်ရဖို့၄ငါးရက်တောင်စောင့်ရဘာနီယာကြတော့မှာတော့ဒီလိုခေါင်တဲ့အရက်မျိုးမှာ လူသွားပြီးမဖြစ်ပါစေနဲ့စူတောင်းကျင်တော့တာပဲကိုမျိုးကိုထိလို့မနာနေအောင်ဟုတ်တာကို ပြောတာဗျဟုတ်မှန်ရင်ငုံခံရတယ်ဆို မဟုတ်လားတော်ပြီဒီအကြောင်းကိုကြာကြာရေးရင်စိတ်ကောက်နေအောင်မယ်ဟော ဟောစာရင်းနေရင်ရန်ကုန်သွားတဲ့မိရထားကြီးဂျုံ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 နဲ့ဝင်လာပြီ။အောင်မေစက်တနားရီတောင် ခွဲပါပေါ့ကလား။ညစာစားပြီးကလေးကအလုတ်တွေကိုလှုပ်လိုက်ရတာ ခုနကမှပြီးသွားတယ်။ပြီးပြီးချင်းဒီစာကိုကောက်ရေးတော့တာပဲ။ဒီမိရထားကြီးနဲ့ရန်ကုန်လိုက်သွားရဘယ်ကလောက်ကောင်းလိုက်မလဲ။မနှက်ဖြန်နေခင်ရန်ကုန်ရောက်စက်ပြီးတင်မော်စီမနှက်ဖြန်ညကြိုက်လက်ရောက်မြင့်နဲ့တွေ့ ပျော်စရာကြီးပေလေဟောရထားကြီးထွက်သွားပြီ မလိုက်နိုင်သေးဘူးကိုရွှေမီးရထားကြီးရေသွားပေအောင်တော့သွားပေအောင်တော့ဒီနယ်တဲကမထွက်ဝင်ဘူးဗျခရိုင်မင်းကြီးရဲ့အမိတ်မရပဲထွက်သွားမှဖြစ်တော်တော်ကြာထမင်းအိုးကွဲမှဖြစ်လေထမင်းအိုးတစ်တလုံးရဖို့အင်မတန်ခဲရင်နာကလားကိုရွှေမီးရထားကြီးရေအဲ့ဒါကြောင့်သွားပေအောင်တော့သွားပေအောင်တော့မီးရထားကြီးသွားပြီ မိရထားနဲ့အတန်ကိုတော့မကြားရတော့ဘူးဖားတွေကတော့ဖြစ်អော်ကြပါသေးဗျာညကမိုးကောင်းကောင်းရွာလိုက်တာနဲ့ဘိုးတဲပဝင်းကျင်မှာရေတွေတောင်တင်နေတယ်ဖားတွေအကြိုက်လဲသမားတွေအကြိုက်အာမိန်လဲအကြိုက်ပေါ့အာမိန်လဲကိုနဲ့အတူပါလာတယ်ညကလေးကရွာလိုက်တဲ့မိုးဟာအခုတောင်မဆဲသေးဘူးတနေ့လုံးဆွေးနေတယ်အရင်တလောကလည်းနေမထီအောင်ဘူးအခုမိုးရွာလိုက်ပြန်တော့လဲ ချက်ချင်းတောင်ချမ်းနေပြန်ပြီ။အာမိန်လဲညက်နေကို မိုးရေထဲမှာထွက်ဆော့လို့တကိုယ်လုံး ရွှဲရွှဲဆိုနေတော့တာပဲ။သူခမားလဲချမ်းလွန်းလို့ဟောဟူပလက်ကလထိုင်ကြီးပေါ်မှာတက်ပြီး ခွေနေလေရဲ့။အိတ်တော့ဖြစ်မအိတ်သေးဘူး။သူတခင်စာရေးနေတာကိုစောင့်နေရှာတယ်။မင်းတဲလိန်မှာပါကလားအာမိန်ရဲ့။မင်းမရလွေစောတော့အခုကအိမ်မှာအိတ်လိုက်တာတိုးနေရော့မယ်။မင်းမေခင်တန်းမြင်လဲကြိုက်လက်မှာ ဒီလိုနေမှာပဲကွယ်အိတ်ပျော်နေရောပေါ့ဟောက်တောင်ဟောက်နေတော့မယ်ငါနားထဲမှာကြားမရောင်ရောင်ငါလဲမင်းလိုချမ်းတာပဲမင်းလိုကွေးကျင်တာပဲကိုင်းအခန်းထဲဝင်ကြဆိုရဲ့လာထသွားကြမယ်မောင်လူအေးမြင့်မနေ့ကတောမှာပြန်ရောက်ရုံးတက်မြင့်စားကိုရရုံးကနေပြီးစားတူတူမရေးရဘူးဆိုတာနဲ့မရေးဝင်လို့ချက်ချင်းစာမပြန်လက်ရဘူး ကနေ့မှပဲစိတ်ရှိလက်ရှိရေးတော်မယ်။ကိုင်းရေးတာတော့ဟုတ်ပါရဲ့။ဘာအကြောင်းရေးရမလဲ။မနေ့ကတနေ့လုံးမိုးရွာနေတဲ့အကြောင်းရေးရမလား။မိုးရွာနေလို့မြောင်းပေါင်လန်းကမပြောင်းနိုင်တာနဲ့ရေဝန်းမြစ်သားဘွက်ကြီးလန်းကပြန်လာလို့မော်တော်ကားဘွက်ထဲမှာနေနေတဲ့အကြောင်းရေးရမလား။မော်တော်ကားကိုတွန်းဖို့လူအနာမှမရှိတာနဲ့ကိုယ်တိုင်မိုးရီတဲ့စင်ပြီးတွန်းတဲ့အကြောင်းရေးရမလား။ ဘွက်ထဲမှာလျှောက်ပြီးမောင်းလာရတဲ့အတွက်ကားနဲ့ကြီးမှာကားဝါကြီးဖြစ်သွားတဲ့အကြောင်းရေးရမလားအိမ်ပြန်ရောက်တော့အိမ်ရှိကစိန်မန်းပင်ပြိုးနဲ့ဝါပင်ဟာဂျိုင်းနူပွင့်နေကြလို့ရဲရဲတောင်းနေတဲ့အကြောင်းရေးရမလားအဲ့ဒီလိုပန်းပင်တွေပွင့်နေကြတာကိုမြင်ရတော့မြင့်ကိုတရိများများကြီးရတဲ့အကြောင်းရေးရမလားကိုကိုပင်ကြီးအနီးငှူးရွှေဝါတပင်ကလည်းစိန်မန်းပင်တွေလိုအားကြမခံ တပင်လုံးဝါထိန်နေအောင်ပွင့်နေတဲ့အချောင်းကို ရေးရမလားငူးရွှေဝါပန်းနေကို မြင်တော့မြင့်ကိုတန်းတမိတဲ့အချောင်းရေးရမလားဝင်းချံအဝင်းနာစီကတရုတ်စကားပင်တွေကလည်းစိန်ပန်းငူးရွှေဝါတို့နဲ့ပြိုင်ပြီးဖြူဖြူဖွေးဖွေးအပွင့်ကလေးတွေကိုပွင့်စေတဲ့အချောင်းကို ရေးရမလားအဲ့ဒီပန်းပွင့်ကလေးတွေကို မြင်တော့မြင့်ကိုပန်းစေခြင်းတဲ့အချောင်းရေးရမလားအိမ်ရှိကမြက်ခင်းကြီးဟာလည်း မိုးရေကလေးရလိုက်တာနဲ့စိမ့်စိမ့်လန်းလန်းဖြစ်လာပြီးကော်စောကြီးကိုခင်းထားသလိုနေတဲ့အကြောင်းကိုရေးရမလားကိုတို့အိမ်ရှိကပန်းချန်ကြီးဟာတာဝရင်သာကနန္ဒဝန်ဥယင်ကြီးနဲ့တူနေတဲ့အကြောင်းကိုရေးရမလားမနက်တုန်းကတော့ပန်းချန်ထဲမှာတရားမင်းကြီးလမ်းလျှောက်နေတာကို မြင်မိတလို့လို့ဖြစ်ကြောင်းကိုပဲရေးရမလားမနက်ကမော်လမြိုင်မြို့ကပို့လိုက်တဲ့ဒူရင်ဒီတချင်းရောက်လာတဲ့အကြောင်းရေးရမလား ဒူးရင်သီးတွေကိုမြင်တော့မြင့်မျက်နာကိုတွားပြီးမြင်တဲ့အကြောင်းကိုရေးရမလားမြင့်မျက်နာနဲ့ဒူးရင်သီးတူးလို့မဟုတ်ဒူးရင်သီးကိုမြင့်ကြိုက်တယ်လို့စားစီခြင်းနဲ့အတွက်မျက်နာကို မြင်မိတာပါပဲဒူးရင်သီးတွေကိုတယောက်တည်းအားရပါးရခွဲဆလို့တကူလုံးပူနေတဲ့အကြောင်းကိုရေးရမလားအာမိတ်တို့လင်မယားပြန် တွေ့ကြလို့အပျော်ကြီးပျော်ကြပြီးမြက်ခင်းပေါ်မှာပြေးလွှားကစားနေကြတဲ့အကြောင်းကိုရေးရမလား ရေးစရာတွေကတော့အများကြီးပလေဘာတွေကိုရေးရမယ်ဆိုတာကိုသာဆုံးဖြတ်လို့မရနိုင်တာကလားချစ်ခန်းကြိုက်ခန်းတွေကိုချီကာဖွဲ့မယ်ဆိုရင်လဲချဲ့နိုင်ပါရဲ့နှုတ်ပေမဲ့ကိုနဲ့မြင့်တို့ဟာအဖိုးအိုအမေကြီးတွေဆိုတော့ကာလာသားကာလာသမီးတွေလိုရေးနေလို့မတော်တော့ဘူးကောင်မလေးတွေမြင်သွားမှဖြစ်ရဲနေကြအောင်မယ်အဖိုးအိုအမေကြီးတွေဟာ အသက်အရွယ်ကြီးလေတယောက်ကိုတယောက်ခင်မင်းလေဆို မဟုတ်လားအဖိုးအိုအမေကြီးတွေဆိုတော့လူငယ်တွေက လူရမသွင်းကျင်ကြဘူးအဖက်မလုတ်ကျင်ကြဘူးဒီတော့ကို့အချင်းချင်းခင်မင်းနေကြရတာပေါ့အိမ်မှာဘာလုပ်နေသလဲလို့မေးတော့ရေးရသေးတာပလေမနဲ့စောစောအိယာချကော်ဖီတောက်တရင်စာတွေကိုဖတ်အမြင်မတော်တာတွေကိုမြင်ရင်ကဲ့ရဲ့ရှုံမဲ့ တိုင်းပြည်ခေါင်းဆောင်တွေရဲ့အကြောင်းပါလာရင် မဖက်ဖဲကြော်သွားပြီးရင်အလုတ်လုတ်เสียရှိတာလို့၉နာရီခွဲရေချိုး၁နာရီထိုးထမင်းစာ၁နာရီခွဲယုံသွားညနေယုံစင်လက်ဖက်ရည်တော့ခွေးကလေးတွေကိုလက်ဖက်ရည်တိုက်အိမ်မော်ခေါ်တင်လိုက်တန်းပြည်တန်းကစားချွေးထွက်တမရရည်တော့ရေချိုးညစာစာစာဖက်စာရည်၁၇နာရီခွဲရင်အိတ်ကိုင်း စက်တနားကြီးလဲခွဲပြီအိရာတဲ့ဝင်တော့မကို မောင်လူအေးမြင့်အခုစင့်ကန်ရောက်နေတယ်အာမိန်လဲပါလာတဘော့မနဲ့ပြန်မနဲ့ပြန်ကြမလို့ဒီစာကိုကနစ်ထဲလိုက်ပေးမယ်ဘယ်တော့မှကြိုက်လက်ကိုရောက်မယ်မပြောတတ်ပါဘူးဗျာစိတ်ပြက်စရာကောင်းတယ်ညနေတုန်းကရုံးမစာရီနဲ့အတူမြင့်စာပါလာမလားလို့မျှော်နေတာ မပါလာလို့အတော်စိတ်ပြက်သွားတယ်နှိုးပေမဲ့ ကိုဇော်ကြီးစီကစားတဆောင်ဖိုးကျော်ဝင်းစီကစားတဆောင်ရောက်လာပြီလို့တော်ပါသေးရဲ့ကိုဇော်ကြီးရဲ့စားထဲမှာ မြင့်တို့တွေဖြာပုံသွားကြတဲ့အကြောင်းပါလာတယ်မိုးတွေတဲနေလို့ကောင်းကောင်းမလဲပိုက်ကြရတဲ့အကြောင်းအပြူကြီးနှစ်ယောက်ကအရှင်တွေအနောက်တွေပြောလွန်းလို့တဟားဟားနဲ့နေကြရတဲ့အကြောင်းတွေလည်းပါလာတယ်။အင်းတဲပျော်နေကြတယ်ထင်ပါရဲ့လေ။ကိုတို့တော့တဲမပျော်နိုင်ပါဘူးဗျာ။အလုပ်တွေကိုပဲ နင်းကံမီလုံနေရတော့တယ်မပျော်ပါဘူးဗျာပြင်းပြင်းရှိရင် အာမိတ်နဲ့စကားပြောရတယ်အာမိတ်နဲ့စကားပြောတယ်ဆိုပေမဲ့ကိုကသာပြောတာ သူကတော့မပြောပါဘူးကိုကပြောလိုက်လို့သူကသဘောကျသွားရင် လက်တို့ပါတို့နားတို့ကိုသူ့ရှာနဲ့လိုက်ပြီးရက်တော်တာပဲအိမ်ပြန်ရောက်ရင်နန်းတက်ပွဲအတွက်စီမံရအောင်မယ်ဒီကိုထွက်မလာခင်တုန်းကလည်းတော်တဲ့တလောက်တော့စီမံခဲ့ပြီးပါပြီ မေလ12ရက်နေ့နနက်မှာတန်ဃာတွေကိုစွန့်ကျွေးမယ်။သူစင်းရဲတွေကိုကျွေးမယ်။ဖုံတောင်းယာစကာတွေကိုပေးကမ်းမယ်။ညကြတော့မီးထွန်းမယ်။မီးပန်းတွေကို ရှို့မယ်။ပွဲခမ်းမယ်။တဲတော့ထူးထူးထွထွေမဟုတ်လာပါဘူး။တခြားမျိုးတွေမှာလောက်ကြသလိုပဲတရင်စားတဲ့မပါတာကတော့မကြော်ညာခြင်းမကြွားခြင်းလို့ဆိုပါတော့မန္တလေးကကောင်းပေဆိုတဲ့အငိမ့်ကိုငှားမယ်ကြံသေးတယ်။နှုတ်ပေမဲ့တော်တော်ကြာမြင့်ပြန်လာရင် အငိမ်မင်းသမီးကိုပိုးကျင်လို့အငိမ်ကိုငှားတယ်လေဘာလေးနဲ့စွတ်စွဲနေမှာစိုးရသေးတယ်။ဒါကြောင့်ဇက်ပွဲကိုပဲငှားတယ်ဗျ။အနီးနားကတောသားတွေလဲတညာလုံးပွဲကြည့်ရရောအငိမ်ဆိုတော့ညဝက်တာကြည့်ရတယ်။တောသားတွေတဲမကြိုက်ကြဘူး။တစ်ချက်ခုနှစ်ချက်ပြက်စူပါတော့လေ။စင်ကိုင်းနေမြင့်ငယ်မြေရိုးတစ်ဆောင်မှာထွက်တဲ့အောင်တင်တရက်တီးမဲ့တွေပေါ်နေပြီ။အင်မတန်စားလို့ကောင်းမော်လမြိုင်ဆန်စုမိတို့ မန္တလေးနဲ့တက်တို့ဒနူဘူးစကားကြီးတရက်တို့ထက်တောင်ကောင်းအောင်မင်းစားခြင်းရင်မြ мян ပြန်ခဲ့ပြီတော့တော်တော်ကြာတရက်သီးတုံးသွားရင် စားရမှာမဟုတ်ဘူးတရက်သီးဆိုတာမျိုးလဲသူ့အချိန်နဲ့သူပေါ်တာဒီလိုကောင်းတဲ့တရက်သီးမျိုးကို မစားဘူးရင်လောကမှာလူဖြစ်ကျိုးမနှက်ဘူးလို့ဆိုကြင်တာပဲမြ мян ပြန်လာရအောင်စွဲတရားဟောတာပါလို့ဆိုမလားမပြောတတ်ဘူးစွဲတာလဲစွဲတာပဲဟုတ်တာလဲဟုတ်တာပဲ ပို့လိုက်ရမှာကလည်းနှက်ပြီးနဲ့အဝီစည်းလောက်ကွာနေတော့လမ်းထဲမှာ ပုတ်ကုံမှာစိုးရသေးတယ်။ကြိုက်လက်ကိုအဝီစည်းနဲ့နှိုင်းရကောင်းလားလို့ဒေါသမထွက်နဲ့အောင်ဝေးတာကိုပြောတာကြိုက်လက်ကိုအဝီစည်းနဲ့တူတယ်လို့ဆိုတာမဟုတ်ဘူး။နန်းတက်ပွဲပြီးနောက်73ရက်နေညမှာကူမဲကိုသွားဖို့စီမံထားတယ်။ကူမဲတို့တာလွန်တို့မှာ78ရက်နေထိနေမယ်။78ရက်နေက22ရက်နေကလွန်ရင်ဖမ်းလို့မိမှာမဟုတ်ဘူး။ တောထွက်တော့မယ်တွေးလာကိုဘိုးတဲနောက်ဖေးထနောင်းမယ်အောက်မှာလဲစရေးလာတင်ပြတာဆန်ထွန်းထွန်းဖေတို့တွေအော်ကျဲအော်ကျဲနဲ့အင်မတန်စကားကောင်းနေကြတယ်အခုတော့မအိတ်ကြသေးဘူးစက်တနားရီတော့ခွဲတော့မယ်တကယ်အကောင်တွေပဲလှတင်က36កောင်တရားဟောတယ်ဂျန်နဲ့လူတွေတရားနာနေကြတယ်သူတို့တွေစူတာကတမျိုးပိုးကောင်ကလေးတွေနှောက်ရက်တာကတခြား စာရေးဖို့ကောင်းကောင်းတော့မရခြင်းဘူးကြည်ပါအောင်နော်ဖျောင်းနိုင်အနားမှာတဝီဝီတဤဤနဲ့ပြန်ဝဲနေကြတော့တယ်လူပေါ်ပြန်တက်လို့တက်ဇပင်းနဲ့ဝင်လို့ဝင် စာရေးစက်ကူပေါ်နားလို့နားအင်မတန်ဒုက္ခပေးတဲ့အကောင်တွေဓမ္မီထွန်းရင်စိုးလွန်းလို့အခန်းကိုပိတ်ပြီးဖျောင်းနိုင်နဲ့စာရေးတာတောင်ဘယ်ကဝင်လာကြတယ်မသိတော့ပါဘူးဟောပြောရင်ဆိုရင်အင်ကြီးတဲ့တကောင်ဝင်သွားပြီအလိုဖျားဖျား မောင်လူအေအထက်ပါဖော်ပြသောမေတ္တာစာတို့ကိုဖတ်ခြင်းအဖြစ်မောင်လူအေ၏မေတ္တာစာများမှာရှေးခေတ်မေတ္တာစာများနှင့်မတူကြောင်းထင်ရှား၏ထိုမေတ္တာစာမျိုးကိုခေစန်းခေါ်ခေါ်ခေစန်းခေါ်ခေါ်ခေပြက်ခေါ်ခေါ်ခေစိုးခေါ်ခေါ်ခေဥပောက်ခေါ်ခေါ်ခေါ်ခြင်းတလို့ခေါ်ကြပါကုန်အားလုံးပဲကျေနပ်နှစ်သက်နိုင်ကြပါစေရှင် မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုဤကြံမာခြင်းပေါင်းနဲ့တလုံးတူပါれပြည့်စုံနိုင်ကြပါစေရှင်